ယောဂီအပေါင်းတော်ကောင်းတို့ဒီကနေ့တရားရှုမှတ်တဲ့အခါမှာဖြစ်ဝေဒနာနုပတနာတတိပဋ္ဌာန်ဝေဒနာရှုမှတ်ပုံရှုမှတ်နည်းကိုတဲ့ပြောပြပါမယ်ဝေဒနာဆိုတာက ခံစားတဲ့သဘောတဲ့ဒုက္ခဝေဒနာချမ်းသာမှုကိုခံစားခြင်းဒုက္ခဝေဒနာဆင်းရဲမှုကိုခံစားခြင်းဥပေက္ခဝေဒနာအလေအလတ်သဘောအာယုံကိုခံစားခြင်း ခံစားမှုဟာ၃မျိုးရှိတယ်။ယောဂီအပေါင်းတော်ကောင်းတို့ဒီခံစားမှုဝေဒနာကိုရှုမှတ်တဲ့အခါမှာနာဘတ်၁အန္ဒီနဲ့ငါခံစားတာမဟုတ်ဝေဒနာရဲ့သဘောပဲလို့သိပေးရမယ်။ ငါခံစားတာမဟုတ်ဝေဒနာကခံစားတယ်လို့သိပြရမယ်နံပါတ်2ဒီဝေဒနာတည်တရားဗြဟ္မာကဖန်ဆင်းလို့ဖြစ်ပေါ်လာတာလည်းမဟုတ်ဘူးအလိုလိုနေရင်နဲ့ဖြစ်တာလည်းမဟုတ်ဘူး အကြောင်းတရားထူကြောင်ဖြစ်ပေါ်လာရတဲ့ဝေဒနာအကြောင်းတရားထူကြောင်ဖြစ်ပေါ်လာရတဲ့ဝေဒနာတဲ့ဒီလိုလေးပဲတဲ့သိရမယ်နံပါတ်3ဒုက္ခဝေဒနာတဲမှာ ရာခာနုတေယတွေဂိမ့်တယ်ဒုက္ခဝေဒနာတွေမှာပဋိခာနုတေယတွေဂိမ့်တယ်ဥပေက္ခာဝေဒနာတွေမှာအဝိစာနုတေယတွေဂိမ့်နေတယ်ရာခာနုတေယကိုရှစ်ပြည့်မြင်အောင်မရှုလိုက်ဘူးဆိုလို့ရှိရင် ုက္ခဝေဒနာကို ဖြစ်ပြမြင်အောင် မရှုလိုက်ဘူးဆိုရင်ဒုက္ခဝေဒနာထဲမှာဂိဏ်နေတဲ့ราคะนุตยากะตณหาឧបาทังกันဖြစ်အောင်လည်းခြေစုပြုသွားလိုက်မယ်ဒုက္ခဝေဒနာကိုဖြစ်ပြမြင်အောင်မရှုဘူးဆိုရင ဒုက္ခဝေဒနာထဲမှာဂိမ်းအောင်နေတဲ့ပဋိခာနုတ္တကနေပီတော့ောတာအာခာတာကာမဘဝဖြစ်အောင်နဲ့ကျေစုပြုလိမ့်မယ်ဥပ္ပခာဝေဒနာကို ဖြစ်ပြမြင်အောင် မရှိဘူးဆိုရင် ဥပ္ပခာဝဒနာထဲမှာဂိမ်းအောင်နေတဲ့အဝိစာနုတယကမောဟမဟာမောဟကာမဘဝဖြစ်အောင်ကျေစုပြုလိုက်ပဲဒါဆိုရင်ယောဂီပေါင်းတော်ကောင်းတို့ဝေဒနာ၃မျိုးတို့ရဲ့နောက်မှာကိလေသာလိုက်သည့်အတွက်ကြောင့် ကိလေသာဝကမ္မဝဝိပါကဝတိတဲ့ဖြစ်ပြီးတန်တရာလဲသွားလိမ့်မယ်တန်တရာမလဲခြင်းမူတန်တရာသတိပြီးဒုက္ခငြိမ်းခြင်းနဲ့ဆိုလို့ရှိဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒုက္ခဝါဝေဒနာ ဒုက္ခဝေရဏဝေရယာမိတိပဇာနာတိချမ်းသာတဲ့သဘောခံစားရလို့ရှိရင်ချမ်းသာတယ်တိ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 လို့ဒီဒုက္ခသဘောလေးမငြိမ့်မချင်မပြောက်မချင်တဲ့ရှုလိုက် ငြိမ့်သွားတဲ့အခါပျောက်သွားတဲ့အခါကျမှဖြစ်ပြသဘောလေးကိုတည်းရှုပေးရတယ်ဒုက္ခဝေဒနာရဲ့ဖြစ်ပြကိုတည်းရှုမှတ်နိုင်ပြီဆိုလို့ရှိရင်ဒုက္ခဝေဒနာនិရောဓဒုက္ခဝေဒနာនិရောဓ တတ်နာနေတော်တော်တဲ့ဒုက္ခဝေဒနာနဲ့တတ်တာနဲ့မဆက်တော်ဘူးဒုက္ခဝေဒနာရဲ့နောက်ကိလေသာမလိုက်တော်ဒုက္ခဝေဒနာခံစားရတဲ့အခါမှာလည်းပဲဒုက္ခဝဝေဒနာဝေဒယမနော ဒုက္ခဝေဒနာဝိရိယမိတိပဇာနာတိဆင်းရဲရင်လည်းပဲဆင်းရဲတယ်တိဆင်းရဲတယ်တိဆင်းရဲတယ်တိဒီဒုက္ခဝေဒနာမငြိမ်မချင်မပြောင်းမချင်နဲ့ရှုရတယ်ဒုက္ခဝေဒနာငြိမ်သွားလို့တမာရရတဲ့အခါကျမှ ဖြစ်ပြတဲ့ဘောလေးကိုတည်းရှုမှတ်ရတယ်။ဒုက္ခဝေဒနာရဲ့ဖြစ်ပြကို ရှုမှတ်နိုင်ပြီဆိုလို့ရှိရင်ဒုက္ခဝေဒနာဖြစ်ပြကဒုက္ခသစ္စာ။သိတဲ့ဉာဏ်ကမကသစ္စာတဲ့။သိတဲ့ဉာဏ်မကသစ္စာ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ေါသအာဃာတကာမဘဝတွေတဲ့ချုပ်သွားတယ်ဒုက္ခဝေဒနာရဲ့နောက်ကကိလေသာ မလိုက်တော့ဘူးတဲ့ဒုက္ခဝေဒနာရဲ့နောက်ကဉာဏ်ဖြစ်ပေါ်လာတယ်ဥပေက္ခဝေဒနာ ဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်လည်း ီဥပေက္ခဝေဒနာဖြစ်တိုင်းဖြစ်တိုင်းဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့သဘောဒါလေးကိုသိပြီးတော့ရှုမှတ်နေရတယ်အာဒုက္ခမတုခံဝဝေဒနာဝေဒယမနောအာဒုက္ခမတုခဝေဒနာ ဝိတရားမိတိပဇာနာတိဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့သဘောတရားလေးပဲသဘောတရားလေးပဲဒီနေရာမှာကျေးဇူးတော်ရှင်အကမဟာပန္တိတံဘုဂုဆရာတော်ဘုရားကြီးရဲ့ဝေရဏနုပဒနာတတိပဋ္ဌာန်ကိုလည်းကြည့်မယ်ဆိုလို့ရှိရင် မြင်တဲ့အခိုက်မှာဥပ္ပခဝေဒနာဖြစ်နေတယ်အရိခာမှာမြင်နေတိမြင်နေတိမြင်နေတိလို့ရှိနေရင်ရှုနေရင်ဒါဥပ္ပခဝေဒနာကိုရှုနေတာ ਨੇ အတူတူပဲကြားတဲ့အခိုက်ကလေးမှာလည်းဥပ္ပခဝေဒနာဖြစ်နေတယ်ကြားတယ်တိ ကြားတယ်တိကြားတယ်တိလို့ရှုမှတ်နေရင်ဒါဥပ္ပခာဝရဏကိုရှုတာပဲနာနဲ့ခိုက်မှလည်းဥပ္ပခာဝရဏဖြစ်တယ်နာနေတိနာနေတိနာနေတိလို့ရှုနေရင်ဒါဥပ္ပခာဝရဏကိုလည်းရှုတာပဲ စာတဲ့အခိုက်ဥပ္ပခာဝရဏဖြစ်နေတယ်ဒီဥပ္ပခာဝရဏဖြစ်ရင်လည်းပဲစားတယ်တိစားတယ်တိစားတယ်တိလို့ရှုမှတ်ရတယ်ရှုမှတ်ပါများလို့ရှိရင်ကောင်းခြင်းမကောင်းခြင်းချူခြင်းခါခြင်း အရာသာတွေဟာတဲ့မထင်ရှားတော့ဘူးစားစိတ်ကလေးတစ်ခုပဲသူကထင်ရှားနေတယ်ဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးအဲ့ဒီချိန်ကြမှာဒီဥပ္ပခဝေနာရဲ့သဘောကိုတဲ့ဖြစ်ပြက်လေးရှုပေးရတယ်ဥပ္ပခဝေနာရဲ့ ဖြစ်ပျက်ကိုတည်းရှုမှတ်နိုင်လို့ရှိရဥပ္ပခာဝေဒနာရဲ့ဖြစ်ပျက်ကဒုက္ခသစ္စာသိတဲ့ဉာဏ်ကမကသစ္စာသိလျရင်မသိခြင်းလို့ခေါ်တဲ့အဝိဇ္ဇာချုပ်သွားတယ်အဝိဇ္ဇာချုပ်သွားလို့ရှိရင်မောဟ မဟာမောဟကံမဘဝတွေလေတဲ့ချုပ်သွားတာပဲဒါကြောင့်မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကတန်လတုတ်တန်တို့မှာဝေဒနာရဲ့နောက်ကကိလေသာမလိုက်စေနဲ့ဝေဒနာရဲ့နောက်ကပညာဖြစ်ပါစေတဲ့ဘယ်ဝေဒနာပဲပေါ်ပေါ် ပထမပိုင်းမှာတတိပဋ္ဌာန်ဝေဒနာ ဖြစ်တိုင်းသိဝေဒနာပေါ်တိုင်းသိဝေဒနာရဲ့အစကိုလည်းသိဝေဒနာရဲ့အလဲကိုလည်းသိဝေဒနာချုပ်ချုပ်သွားတာကိုလည်းသိဝေဒနာချုပ်ချုပ်သွားတာကိုလည်းသိချုပ်တယ်ဆိုတာကတော့ဒီနေရာမှာ ခရဝေယသဘောနဲ့ချုပ်တာကိုချုပ်တယ်လို့ခေါ်တာပါမညာနဲ့ချုပ်တဲ့အချုပ်မဟုတ်သေးဘူးအစ္ဆန္တနိရောဓသဘောနဲ့ချုပ်တာမဟုတ်သေးဘူးဝေဒနာဖြစ်ပြီးတော့ပြက်တာကိုပဲသူကချုပ်တယ်လို့ခေါ်ရတယ်တရင်ကနိရောဓလို့ပြောရတယ် ဒီလိုယောဂီပေါင်းတော်ကောင်းတို့ဝေဒနာဒရင်ငါချုပ်သွားပြီဆိုလို့ရှိရင်ဒရင်ငါငြိမ်းအေးမှုလေးတွေပေါ်တာပဲဒါကြောင့်ဝေဒနာချုပ်လိုက်ငြိမ်းလိုက်ဝေဒနာချုပ်လိုက်ငြိမ်းလိုက်ဝေဒနာချုပ်လိုက်ငြိမ်းလိုက်ဒရင်ငါချုပ်တယ်ဆိုတာက ဝိပဿနာဉာဏ်နဲ့ချုပ်ချင်တရင်ငှငိမ့်နေဆိုတာကလည်းဒီသဘောပဲဝိပဿနာဉာဏ်ကြောင့်တရင်ငှငိမ့်အေးချင်းလို့ခေါ်ရတယ်ဒါဟာယောဂီပေါင်းတော်ကောင်းတို့ဝေဒနာရဲ့ဖြစ်ပျက်တွေကိုရှုနေလို့မဉ္ဇဖြစ်ပေါ်နေတယ် မဲ့ညာဖြစ်ပေါ်နေသည့်အတွေ့ကိလေသာတရင်ကငြိမ့်အင်းနေတယ်။ဒါကိုယောဂီပေါင်းတော်ကောင်းတို့ဝေဒနာဏိဒောတာတဏှာဏိဒောတောသို့မဟုတ်ဝေဒနာဏိဒောတာကိလေသာဏိဒောတောပဲ။ပဋိစ္စသမုပ္ပါ ဝေဒနာနဲ့တဏှာနဲ့မဆက်တော့ဘူးဒါကြောင့်ယောဂီပေါင်းတော်ကောင်းတို့မိမိခန္ဓာကိုယ်ကိုဉာဏ်နဲ့ဆောင်ပြီးတော့ကြည့်သို့တော့ဉာဏ်နဲ့ဆောင်ကြည့်လို့ပြောပင်ပြောညာတော့လေတတိလေးထားလိုက်ရမယ်ဝရိယလေးစိုက်လိုက်ရမယ်ဉာဏ်နဲ့ကြည့်ပေးရမယ် တတိဝရိယညာဒီ၃ချက်ရှိမှဟန်ချက်ညီပြီးတော့တအလုံးလုံးနိုင်တယ်တတိနဲ့ဝရိယမပါတဲ့ညာနဲ့စောင့်ကြည့်မှုပါနောက်ပိုင်းကျတော့ဌိနမိတ်တာတွေဝင်လာတတ်တယ်ဌိနမိတ်တာတွေဝင်လာပြီဆိုလို့ရှိရင်ငိုက်မယ် ိပ်ပျော်သွားမယ်တဲ့ဒါကြောင့်တတိထာဝရိယစိုက်ပြီးတော့ဉာဏ်နဲ့ဖြစ်ပြသဘောလေးတွေကိုရှုပေးနေရတယ်ဝေဒနာရဲ့နောက်မှာဉာဏ်ဖြစ်ပါစေတဲ့ဘာဝေဒနာပဲပေါ်ပေါ်ယောဂီတို့ဖြစ်ပြပြင်အောင်ရှု အာဝိညာပဲပေါ်ပေါ်ဖြစ်ပြမြင်အောင်ရှုပါအာလုံးဝရိယထားပြီးတတိဉာဏ်ပညာတို့နဲ့မိမိခန္ဓာကပြတဲ့ဖြစ်ပြတည်ရှုမှတ်ပေးကြပါယောဂီအပေါင်းတတော်ကောင်းတို့